ီနေ့ခံယူမယ့်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ wait for the promise ကတိတော်ကိုငံ့လင့်နေပါเนาะ wait for the promise ကျွန်တော်တို့ကတခုခုတော့စောင့်မှုကြတဲ့သူတွေပဲဖြစ်တယ်ဒါပေမဲ့စောင့်ပေမဲ့မရတဲ့ຢာတွေရှိတယ်မျောပေမဲ့မလာတဲ့လူရှိတယ်ဂတိထားပေမဲ့ဂတိပြတ်သွားတဲ့လူတွေမျောများစွာရှိတယ်ကျွန်တော်တို့ကိုယ်တိုင်ပင်လင်းချိန်ထားပေမဲ့အကြောင်းကြောင်းကြောင့်ကျွန်တော်တို့ဖျက်လိုက်ရတဲ့ appointment တွေမျောများစွာရှိနိုင်ပါတယ် ကိုကျမ်းမာရေးအတွက်ပဲ medical appointment ကိုပဲယူထားတာဒါပေမဲ့အရေးကြီးတဲ့ကိစ္စကြောင့်ခရီးလွန်သွားလို့ဒါမှမဟုတ်ရှင်အကြောင်းကြောင်းကြောင့်ရုံးကိစ္စကြောင့်ကျွန်တော်တို့ကျန်းမာရေးနဲ့ဆိုင်တဲ့အရေးကြီးတဲ့ appointment တောင်ပြန် cancel ဘူးတဲ့သူတွေရှိမှာပါဒါပေမဲ့ဖခင်ကတော့ကျွန်တော်တို့ကိုဂတိပေးပြီဆိုရင်တော့တခြားဘာအကြောင်းကြောင့်နဲ့မှမ cancel တော့ဘူးသင်ရဲ့နာခံခြင်းနဲ့ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းနဲ့စောင့်နေဖို့ပဲဖြစ်တယ် hallelujah ဒါကြောင့်ဂတိထားတော်မူသောသူကကျွန်တော်တို့ကိုဂတိမပြည့်စုံမီတိုင်အောင်မဆွန့်ပစ်တဲ့ဖခင်ဖြစ်ပါတယ် amen ဂရိတော်ကိုငတ်လင့်နေပါတမန်တော်ဝုဒုခန်းကြီးတင်ငယ်လေးထိုတမန်တော်တို့ကိုစူဝေးစေတော်မူပြီးလျင်ယေရုရှလင်မြို့မှာမထွက်မသွားဘဲခမဲတော်၏ဂတိကိုငတ်နေမိအကြောင်းမှာတော်မူ၍ထိုဂတိတော်ကိုငါဟောပြောသဖြင့်သင်တို့သည်ကြားသိရကြပြီ။ ကျွန်တော်တို့ကဂတိတော်ကိုစောင့်တဲ့အခါမှာကျွန်တော်တို့စောင့်ခြင်းတလို့စောင့်တယ်စောင့်ခြင်းတဲ့နေရာကနေစောင့်တယ်မရပါဘူးဘုရားခင်ရဲ့အလိုတော်တဲကနေကောင်းကြီးကိုရဖို့ရန်အတွက်ဘုရားခင်ရဲ့အလိုတော်နဲ့ညီသူစောင့်ခိုင်းတဲ့နေရာမှာစောင့်ရမှာဖြစ်ပါတယ်မောရိယပြည်သို့သွားပါငါပြလက်လက်တော်တောင်းမှာရစ်ပူဇော်ပါလို့အာဗြဟံကို ပြောတဲ့အခါမှာအာဗြဟံက ဲ့ဒီတုန်းကဆိုရင်အခုလိုချမ်းမြေတွေလည်းဈေးမကြီးသေးတော့သူ့မှာချမ်းကျဲရှိတော့ကျွန်တော်တို့ဆိုရင်တော့ကိုတော့ခြံနောက်မှာပဲကျွန်တော်ရိပလင်တယ်လိုက်မယ်မရဘူးလားအာဗြဟံကဖခင်ကိုအရန်ဈေးစစ်တတ်တယ်နော်တော်ရုံမျိုးနဲ့ဂေါမရမဖြည့်စည်းဖို့တန်ရှင်းတော်သူ90ရှိရင်မဖြည့်စည်းရနိုင်မလားလို့ကိုတော့ကိုပြောတဲ့ကကိုတော်ကလည်းဖခင်ကလည်းဟုတ်ပြီမဖြည့်စည်းဘူးပြောတယ်ဒါပေမဲ့သူတူတို့မိသားစုက90မရှိဘူးဆိုတာသူသိတော့တဖြည်းဖြည်းဈေးစစ်တာအယူခံဝင်တာ100ရောက်ထိသူညှိလို့ရတယ်။ဖခင်ကသူညှိတတ်ပါတယ်။ ဒါပေမဲ့ရစ်ပူစော်တဲ့အချိန်မှာတော့လုံးဝမညှိဘူးသူဟာလေလုယာသူတပားအတွက်အယူခံပေးပေမဲ့သူပေးဆိုင်ရမယ့်အချိန်မှာဘယ်တော့မှဈေးမစစ်တော့ဘုရားရဲ့လူဖြစ်တယ်အာမင်ဆေဘူတဘူရှိသမျှကိုအိမ်တော်၌စားစရာရှိဖို့လားအကုန်လုံးယူလာခဲ့ပါပြောတယ်ကိုတော့အိုတီတော့ပေးစရာမလိုဘူးမလားဒါလေးကတော့အမ်ပေါင်းဆိုတော့ကိုတော့တရားတော့ဆေဘူတဘူမထည့်လို့ရလားကျွန်တော်တို့ဈေးစစ်မိတဲ့အခါမှာအာဗြံရဲ့နှလုံးသားကိုကျွန်တော်တို့ပြန်တရားအာမင်သူဘုရားပြတဲ့နေရာကိုသူသွားတဲ့တွေ့တောင်ပေါ်မှာ တိုးတကောင်ညှိနေတာကတော့အဲ့ဒီဖျားပြတဲ့တောင်ဖြစ်နေလို့ပါတခြားသူကြုံရနေရကနေသူကိုးကွယ်မယ်ဆိုရင်တော့တိုးတငယ်ကတော့ညှိနေမယ်လို့ကျွန်တော်မထင်ဘူးဒါကြောင့်ဖျားခင်ပြတဲ့နေရကိုတွားပါဖျားဆောင်ခိုင်းတဲ့ပုံစံတိုင်းဆောင်ဖို့အရေးကြီးတယ်တန်လွင်တောင်မှာလူ900ကယေရှုမိုးတိမ်စီးပြီးကြွားသွားတော့မြင်ရပါတယ်ဒါပေမဲ့120ကပဲခမီးတော်ရဲ့ဂတိတော်ကိုအဆုံးထိစောင့်နိုင်ခဲ့တယ်ဒီနေ့တင်က380တဲမှာပါသလား120တဲမှာပါသလားဆိုတာသင်ရွေးချယ်မှုဖြစ်တယ် ဘုရားရဲ့နှုတ်ကပတ်တော်ကတော့အားလုံးကိုပြောလိုက်တာဒါပေမဲ့ကျွန်တော်တို့အဲ့ဒီဂတိတော်ကိုအဆုံးထိစောင့်နိုင်တော်သူကတော့ရမှာဖြစ်တယ်အဲ့တော့အထက်ခန်းမှာသူတို့စောင့်တဲ့ချိန်မှာဒီယေရုရှလင်မြို့ကသူတို့စုံတွေ့တဲ့အခါကဟောလဲမဟုတ်ဘူးဘောရုံလဲမဟုတ်ဘူး130ထိုင်ဖို့ဆိုတာတော်တော်ကြက်တဲလိမ့်မယ်တရက်တရက်နေ့ရမဟုတ်တဲ့အတွက်10ရက်လုံးလုံးအမျိုးသမီးတွေလည်းအများကြီးပါမယ်အမျိုးသားတွေလည်းရှိမယ်အရွယ်ဆုံးရှိမယ်အဲ့တော့ဒီအပေါ်ပါသွားတဲ့အိမ်သာရေချိုးကန်းတော်လောက်မှာမဟုတ်ဘူးနော်အဲ့လောက်ခက်ခဲ ကြက်တဲစွာနဲ့နေပေမဲ့တို့ကဘာလုပ်လဲတစုတဝေးတဲ့သဘောတူပြီးဆုတောင်းနေတယ်ဟာလေလုယာဂတိတော်ကိုတော့လိုချင်တယ်ဒါပေမဲ့ကျွန်တော်တို့ဖျားခိုင်းတဲ့နေရာမှာမစောင့်ချင်ဘူးတီးမခံနိုင်ကြဘူးကျွန်တော်တို့ကဖျားရဲ့ဂတိတော်မျော်လင့်နေဒါပေမဲ့ကျွန်တော်တို့တီးခံခြင်းနဲ့မပြုတ်ဆုနိုင်ဘူးဒါကြောင့်ကျွန်တော်တို့ဖျားရဲ့ဂတိတော်ကိုစောင့်တဲ့ခါမှာတော့ပေးဆက်ရတာတွေရှိလေတင်းရဲ့လွတ်လပ်မှု privacy တွေရော့ပါသွားတာလည်းဖြစ်နိုင်တယ်တင်းရဲ့ personal enjoy လုပ်ရမယ့်အချိန်တွေဖဲ့လိုက်ရတာလည်းဖြစ်နိုင်တယ်တို့တော့ ဂတိတော်ကိုငန့်လင့်ပါတဲ့ဒီနေ့နှုတ်ကပတ်တော်ရောက်လာပါတယ်တို့တိုင်းသင်မျော်လင့်တော့ဂတိတော်ရောက်ရှိတဲ့အတိတစ္ဆာရှိတယ်မို့ဘုရားကောင်းကြီးပေးပါစေ promise ဆိုတဲ့စကားကိုလေ့လာကြည့်ရင်လာတင်ဘာသာစကားရအရင်ရှေးတုန်းကသုံးတဲ့လက်တင်ဘာသာစကားလာတင်ဘာသာစကားရသူကဘာအတိပဲရလဲဆိုတော့ pro လို့ခေါ်တဲ့ fourth လာမဲ့အနာကပရိုဥပမာ provision မလာသေးဘူးဒါပေမဲ့ကြိုတင်ပေါ့ active ဖြစ်တဲ့လူနဲ့ proactive ဖြစ်တဲ့လူနဲ့နော်အဲ့တော့တနည်းအားဖြင့်သူကကြိုကြိုတင်တင်လှုပ်တတ်တဲ့ຢာကြိုကြိုတင်တင်မြင်တတ်တာကို pro လို့ခေါ်တယ်ကျွန်တော်တို့က proactive ဖြစ်တဲ့ယုံကြည်သူများဖြစ်တယ်အာမင်မမြင်သေးတော့ຢာကိုမျက်မှောက်ပြုတော့ proactive ယုံကြည်သူများဖြစ်တယ်အာမင်ဒီညမှာလဲ pro ဆိုတဲ့စကားအနာဂတ်တို့မဟုတ်မရောက်သေးတဲ့အရှိကိုပြောတာ pro ဖြစ်တယ်ပြီးတော့ mitrail လို့ခေါ်တဲ့ to send ပို့လာမယ့်အရာ ခေါ်လာမယ့်အရာတနည်းအားဖြင့်စေလွတ်လာမယ့်အရာကို ကြိုတင်မြင်တာ ကြိုတင်ပြောထားတာကြိုတင်ဂတိပေးထားတာကို promise လို့ခေါ်တယ်။ဒါကြောင့် promise ဆိုတာနဲ့အရှိက pro ကမရောက်သေးလို့ pro လို့ခေါ်တာ။ hallelujah provision promise amen proactive amen ယုံကြည်သူတွေကလက်ရှိချိန်တွေနဲ့ကျွန်တော်တို့ကယုံကံနေရပေမဲ့ကျွန်တော်တို့ကမဖြစ်သေးသောအရာကိုမျက်မှောက်ပြုတော့ proactive ယုံကြည်သူများဖြစ်တယ် hallelujah ကျွန်တော်တို့ကဘုရားသခင်စီရတဲ့မလာသေးပေမဲ့လာမဲ့ provision ကိုစောင့်နေတော်သူများဖြစ်တယ် hallelujah ်မရောက်လာသေးပေမဲ့ရောက်လာမဲ့ promise တွေကိုစောင့်နေတာဖြစ်တယ် hallelujah amen မရောက်သေးဘူးဒါမဲ့ ပရိုဖြစ်တဲ့ຢာတွေဟာလေလုယာအရှိမရှိတဲ့ຢာတွေကိုယခုပြေဆုံးစေတော့ဘုရားကိုလက်ကိုတီးလက်ချီမောင်းရအောင်အာမင်တမန်တော်ဒုက္ခကြီးတအငယ်၄ကနေရှစ်မှာဆိုရင်တမန်တော်တို့စုဝေးပြီးတော့မှယေရုရှလင်မြို့မှာမထွက်မသွားပဲခမဲတော်ရဲ့ဂတိတော်ကိုငတ်နေမိကြောင်မှားထားတယ်အဲ့ဒီဂတိကိုဟောပြောသဖြင့်သင်တို့ဒီကြားသိရပြီဂတိတော်ကဘာပါလဲဂတိတော်ချက်ဟုမူကယောဟန်ဒီယေ၌ဗတ္တိဇံကိုပေး၏သင်တို့ဒီမကြာမမြင့်မီတန်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံကိုခ ਾਇ ရကြလိမ့်မည်ဟုမိန့်တော်မူ၏အဲ့ဒီချိန်မှာတမန်တော်တွေကဘာမေးလဲဆိုတော့ကိုတော့ ခုခါကိုတော်စီဣသရီလမျိုးသားတို့ကနိုင်ငံကိုပြန်ပေးတော်မူပြီလို့အခုမေးလျှောက်ကြလင်သခင်ဖရာကခမဲတော်ဤတကိုးတော်အပြင်စီရင်တော်မူသောအချိန်ကာလကိုတည်ရတော်ခွင့်သည်တင်တို့၌မရှိပြောကြည့်ပါဦးတင်တို့၌မရှိတင်တို့၌မရှိကျွန်တော်တို့ကမရှိတဲ့အရာနဲ့အလုံးမရှုပ်ပဲဖရာရဲ့ တည်ကြည်သောဂတိတော်နဲ့ကျွန်တော်တို့ကအသက်ရှင်ဖို့ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကိုမပြသေးတဲ့အရာတွေအတွက်အလုံးမရှုပ်ပဲပြလာတဲ့အရာတွေကိုစောက်ကင်ဖို့တော့ရည်ကြီးတယ်အာမင်ဒီခါလေးမှာပေးထားတဲ့နှုတ်ကပတ်တော်ထက်ကျွန်တော်တို့ကကိုမတိသေးသော ရှေ့ဖြစ်ဟန်ဘာတွေဖြစ်လာမလဲဆိုတာကိုတွေးတော်ပြီးတော့ပူပန်တတ်တယ် စိုးရင်ခြင်းဆိုတာများသောအားဖြင့်လက်ရှိခြေနေကိုစိုးရင်တာတဲ့မရောက်သေးသောအရာကိုစိုးရင်တာပုံများတယ်။ဆံမွဲဖြစ်ရင်ငါဖြေနိုင်မှာမလား။ဆံမွဲမရောက်သေးတဲ့အတွက်ကြိုတင်စိုးရင်တယ်။ဒီနေ့ဘုရားခင်ကကျွန်တော်တို့ကိုကြိုတင်ပေးထားတဲ့ဂတိတော်တွေကိုမျှော်လင့်တတ်ဖို့တည်ရည်ကြီးတယ်။မကောင်းတဲ့အရာမကောင်းတဲ့သတင်းစိုးရင်ခြင်းထိတ်လန့်ခြင်းတွေကိုနော်မျှော်လင့်တတ်တဲ့လူသားတွေဖြစ်တယ်လို့ကျွန်တော်တို့ကဂတိတော်ကိုမျှော်လင့်တော်သူများဖြစ်ဖို့ရည်ကြီးတယ်။တခုခုညနေတကောင်ဖုန်းဝင်လာတယ်ဆိုလို့ရှိရင်နော်ကျွန်တော်ဆိုရင်မနေ့2နာရီလောက်မှာ ဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ဖုန်းကကျွန်တော်တို့ဖုန်းတွေပိတ်ထားမိရဲ့သားဖြစ်တော့ဖုန်းမကင်ဖြစ်ဘူးမကင်ဖြစ်တော့နောက်ဆုံးမှတကားလာခောက်တယ်ကိုမုံပြီးတော့ဖွဲတွေအသင်းတော်ကလူငယ်တွေခေါင်းဆောင်တွေရောက်လာတယ်ဘာလို့လဲဆိုတော့မုံရွာအိမ်မှာရှိတဲ့ကျွန်တော်ဖေခေါ်တော်မူခြင်းကံရတယ်ဆိုတော့ညနေတကောင်မှာဖုန်းဝင်လာတာတကားခောက်တာတော်တော်ကြာကြာတိကျွန်တော်ခြောက်ချားတယ်အတွေ့အကြုံရဆိုတော့ဒီညာကကျွန်တော်တို့တကားလေးမှာလူသားတွေကလေကောင်းတဲ့ညာ နော်တခါမှလဲကျွန်တော် US အချိန်နဲ့ပေါ့အဲတကယ်ကိုအိမ်ငိုက်နေတဲ့အချိန်မှာအိပ်ပျော်ခံနေတဲ့အချိန်မှာဖုန်းဝင်လာတယ် ဘုရားရဲ့ကောင်းကြီးတည်င်းကောင်းဖြစ်တယ်ဟာလေလုယာဒါမျိုးတွေကြတော့ကျွန်တော်တို့ကဟိုမိမိပြပပြီတော့မကောင်းတဲ့ဟာကြတော့တို့ကသတိထားမိတတ်ကြတယ်ဒီနေ့ညနေတကောင်ဖုန်းလိုင်းတောင်မှအတိတ် အတိတ်တုန်းကကြုံခဲ့ဘူးတဲ့ခါးသီးဘူးနောက်ဝရှင်စိုးရင်မှုတစ်ခုကြောင့်ကျွန်တော်တို့ကညနေတကောင်ဖုန်းလိုင်းမကောင်းတာလို့မြေတန်းထင်တတ်ကြတယ်ဒီနေ့မျောလင့်တာတောင်မှလူသားတွေကိုစာတန်ကအတွေ့ကြုံဆိုးအဖြစ်ပြက်ကထိတ်လန့်စရာတွေကိုပဲရုတ်တရက်ဒါကိုပဲတွေးထင်တတ်ဖို့စာတန်ကလိန်လေတယ်မျောလင့်ခြင်းမျောလင့်ရင်တော့ promise ဘုရားခင်စီကစေလွတ်လာမဲ့ဘုရားရဲ့ဂရိတော်တွေကိုမျော်လင့်ရဟာလေလုယာဒီနေ့ကစပြီးတော့မှတရင်ဆိုးတွေမလာဖို့ယေရှုနာမနဲ့တင်းကိုကောင်းချီးပေးတယ်ညနေတကောင်ဖုန်းလာရင်လည်းအဲ့ဒါကောင်းချီးပဲဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေမမျော်လင့်တော့ဖုန်းတွေဝင်လာပြီးတော့မှတင်းမမျော်လင့်တော့ကောင်းချီးတကားတွေပွင့်လာဖို့ယေရှုနာမနဲ့ကြည်ညာပါတယ်လက်ခုပ်တီးလက်တီးပြီးရအောင်အာမင် တို့မှာမရှိတဲ့ຢာအတွက်စိုးရင်နေတဲ့အချိန်မှာထို့တို့မရှိတော့လဲတင်းတို့ပေါ်တို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်တော်ကတင်းတို့ဒီတကိုးကိုခံရ၍ယေရုရှလင်မြို့မှာစတော်ယူဒပြည်ရှမာရိပြည်မြေကြီးဆွနိုင်အောင်ငါဤတည်တည်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏အာမင်ဆိုတော့ကျွန်တော်တို့ကိုဘုရားခင်ကသူဂတိထားသောတန်ရှင်းသောဝိညာဉ်တော်ကျွန်တော်တို့ပေါ်မှာတက်ရောက်တဲ့အခါမှာကျွန်တော်တို့ကတကိုးကိုခံပြီးမြေကြီးဆွန်တိတည်တည်ဖြစ်ကြမှာဖြစ်ပါတယ်တမန်တော်ဒုခန်းကြီးနှစ်ရောက်လာတဲ့အခါမှာအငယ်တက်မှာပန်တေကုတ်တေပွဲနေ့ရောက်တော့အခါထိုသူပေါင်းတို့သည်တညီ ီတညွတ်တီစီးဝေး၍နေကြ၏ထို့အခါလေပြင်းမုန်တိုင်းကဲ့သို့သောအတန်သည်တခဏချင်းတွင် ကောင်းကင်မှလာ၍ထိုသူတို့နေထိုင်သောအိမ်ကိုဖြည့်လေ၏အာမင်အိမ်တွေအများကြီးရှိတယ်ဒါပေမဲ့ထိုသူတို့နေသောနေရာကိုဖြည့်တယ်အိမ်နာဝင်းကျင်မှာအိမ်တွေလည်းရှိပါတယ်ဒါပေမဲ့တဘောတူပြီးငါးကြီးနာမကိုမိပြု၍နှစ်ဦးသုံးဦးတို့ဒီစီးဝေးနေသူတို့လည်းငါလာမယ်တဲ့ဟာလေလုယာ ဒါကြောင့် HIC တိုက်စင်းဆိုတဲ့เนาะဒီမြို့တစ်တိုက်စင်းဆိုတဲ့ industrial area မှာ MRT မှာရှိခင်မှာလွန်ခဲ့တဲ့2010ဝန်းကျင်မှာကျွန်တော်အဲ့မှာစီးဝေးတယ်ရောက်လာတာပဲယုံကြည်သူတွေ hallelujah ဟိုကျွန်တော်တို့ရဲ့ဘူကီဘတ်တော့ကျွန်တော်အိမ်အပေါ်ထက်လေးမှာအဲကန်လေးမှာကျွန်တော်တို့စီးဝေးတယ်မျက်မှောက်တော့ရောက်ရှိလာတာပါပဲဒါကြောင့် HIC နေရာနဲ့မဆိုင်ဘူးကျွန်တော်တို့ကဘုရားကိုကိုးကွယ်တဲ့အတွက်ကျွန်တော်တို့ကိုးကွယ်တဲ့နေရာထဲမှာဝင်းကျင်တော့ဘုရားအစင်းသက်တာဖြစ်တယ်လက်ခုပ်တီးလက်ထိုးဘုရားကိုကောင်းကြီးပေးရအောင်ထိုးဘုရားကိုကျွန်တော်တို့ဖိတ်ခေါ်ရအောင်အာမင် ဒါကြောင့်တချို့တွေကပြောလိမ့်မယ် HIC မင်းတို့နေရာကောင်းလို့လူများတာပါပဲမဟုတ်ဘူးကျွန်တော်တို့ဖျားမျက်မှောက်တော်ရှိလို့လူတွေကလာတာဖြစ်တယ်အာမင်လက်ခုပ်တီးလက်ပြောက်ချီးမွှေးရအောင် hallelujah ထိုအခါလေပြင်းမုန်တိုင်းလို့အတန်ကတခဏချင်းမှာပဲကောင်းကင်နေလာတယ်စောင့်ရတာတော့ဆယ်ရဲကြာသွားတယ်ဒါပေမဲ့ ဖုရားနှုတ်ကပတ်တော်ရောက်လာတဲ့အခါဂတိတော်ရောက်လာတဲ့အခါမှာတော့တခဏချင်းပြေဆုံးမှာဖြစ်ပါတယ်။ဆိုင်းတော်လည်းမျောလင်းလို့နောက်မကြဘဲအေကံရောက်လာမယ်လို့ပြောတဲ့စကားတင့်ပေါ်မှာတည်ရောက်ပါစေ။တချို့တဲ့တင်ဆောင်ခဲ့ရတာနှင်းနှင်းလာလာရှိကောင်းရှိနိုင်တယ်။တင့်အချိန်တည့်ရဲ့ Kairos လို့ခေါ်တဲ့ Greek ဘာသာစကားလို့ယခုအချိန်တည့်ရဲ့ကောင်းကြီးဖြစ်သောယခု moment ကို Kairos လို့ခေါ်တယ်။ Chronos ဆိုတာကြတော့ chronology လို့ခေါ်သလိုဖြစ်ခဲ့ပြီးသားအချိန်ကို chronos လို့ပြောတယ် Greek ဘာသာစကားရ။ဒါပေမဲ့ယခုရောက်နေသောပစ္စုပ္ပန်အချိန်အဲ့ဒါပုံပြီးတိကျမယ်ဆိုရင်တော့ကောင်းကြီးဖြစ်တဲ့ opportune moment နော်အခွင့်အလမ်းရတဲ့အချိန်ကာလကအဲ့ဒါ kairos လို့ခေါ်တယ်။ဒီနေ့တင်းရဲ့ kairos တင်းပေါ်မှာတက်ရောက်ပါပြီ။ hallelujah ။လက်ခုပ်တီးလက်တီးပြရအောင်မယ်။ထိုခဏချင်းမှာပဲကောင်းငင်ကနေသူတို့နေထိုင်ရာကိုဖြည့်ပြီးတော့ ကွဲပြားသောရှာနဲ့မိရှာကဲ့သို့ထင်ရှားပြီးတော့ထိုသူတို့အသီးသီးပေါ်မှာတည်နေကြတယ်။တန်ရှင်သောဝိညာဉ်တော်နဲ့ပြေးဝပြီးတော့ဝိညာဉ်တော်ကဟောပြောတဲ့ခွင့်ပေးတဲ့အတိုင်းအမျိုးမျိုးသောဘာစကားနဲ့ဟောပြောကြတယ်။ထိုကာလ၌အကောင်းငယ်အောင်၌ရှိလေသမျှသောလူမျိုးတွေကတရားကိုယိုသေးသောယူဒလူတို့သည်ယေရုရှလင်မြို့၌တဲနေကြတယ်။ထိုအတန်ကိုကြားသောအခါလူများကစုဝေးလာပြီးတော့အသီးသီးအခြားခြားသောမိမိတို့ဘာသာစကားဖြင့်တမန်တော်တို့ဟောပြောသည်ကိုကြားရ၍မိုင်းတွေလျက်နေကြ၏။ လာရောက်ကြတဲ့15ပြည်နယ်သို့မဟုတ်16ပြည်နယ်လောက်ကဒေတာကလူတွေကသူတို့ဘာသာတီးတီးနဲ့ကြားတယ်ဟောတာကတော့တယောက်ထဲဒါပေမဲ့15မျိုး16မျိုးလောက်သူတို့ကသူတို့ဘာသာတီးတီးနဲ့သူတို့ကြားတယ်အဲ့ဒါဝိညာဉ်တော်ဖျားဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့ HIC မှာလဲဟောတာကဒီစီယာပဲဘီရှော့ကာတစ်စ်ပဲပါစကင်းပဲဒါပေမဲ့လူ900တထောင်ကကိုယ်အတီးတီးအတွက်ခွန်အားယူစရာရသွားတယ်အဲ့ဒါဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာလက်ကုတ်တီလဲဝိညာဉ်တော်ဖျားကိုဂုံပြူရအောင်ကျွန်တော်တို့ရဲ့ဘဝတုတ္တ ကျွန်တော်တို့ရဲ့သင်ကြားခဲ့တဲ့ကျွန်တော်တို့အတတ်ပညာတွေသိတဲ့ຢာတွေနဲ့ဟောရင်တော့တစုံတစ်ယောက်ကတော့ကောင်းကြီးရလိမ့်မယ်ဒါပေမဲ့ prophetic ဖြစ်တဲ့ဝိညာဉ်တော်စုဂျေစုနဲ့ဟောလာတဲ့ခါမှာတော့ကျွန်တော်တို့လူအားလုံးအတွက်အသီးသီးအတွက်ခွန်အားယူစရာအသီးသီးအတွက်ပြောင်းလဲစရာအသီးသီးအတွက်အတက်တာတီဆောက်စရာရစေတာကဝိညာဉ်တော်အပြင်ဟောပြောခြင်းဖြစ်တယ်ဒီနေ့ထိဒီပလင်ကနေဖခင်ရဲ့လူတွေကိုတုံပြူပြီး prophetic တရားဟောချက်တွေကိုပေးနေတဲ့ဝိညာဉ်တော်ဖခင်နာမတော်ကပါဆက်ဆက်ပုံကြည့်ရေးမင်္ဂလာရှိပါစေအာမင် အငယ်စနစ်ကိုသွားမယ်ဆိုရင်အဲ့ဒီလူတွေအပေါင်းကတဲ့မိန်မောတွေးတောခြင်းစိတ်ရှိပြီးတော့ဒီအမှုရာဘလို့ဖြစ်နိုင်တယ်လဲလို့တယောက်တယောက်ပြောဆိုတယ်တချို့ကတော့ဤသူတို့ဒီခြိုတော်စပြည့်နဲ့ပြေဝရတယ်ဆိုပြီးတော့ကဲ့ရဲ့ပြောဆိုကြ၏ ဝိညာဉ်တော်နဲ့ပြေဝလာတဲ့ခါမှာကျွန်တော်တို့ကိုကဲရတဲ့လူရှိကောင်းရှိနိုင်ပါတယ်သူတို့ကိုမမုန်းနဲ့သူတို့ကိုလည်းဘာမှဖြေရှင်းမနေနဲ့ကျွန်တော်တို့လောက်ရမယ့်အရာကတော့တမန်တော်ကြီးပေကြီးပြောသလိုပဲထိုသူတို့ကိုကျေတော်တန်တဲ့သူကဒီလိုပြောလိုက်တယ်အေးဂျေရုရှလင်မြို့သားတွေယူဒာလူအပေါင်းတို့သင်တို့ဒီဤအရာကိုတိမှတ်ပြီးငါစကားကိုစိတ်စိတ်နာခံကြပါဦးယခုအချိန်ကမနေ့တနာရီနော်ဒီချိန်ကမူးရမယ့်ချိန်မဟုတ်ဘူးငါတို့ကမင်းတို့ထင်တယ်လို့ရစ်မူးနေတာမဟုတ်ပါဘူးအခုဟာက prophet yola ဟောဘူးတဲ့အရာဖြစ်ပါတယ်တဲ့ ယောလာဟောတဲ့အရာကဘာလဲဆိုတော့နောင်ကာလ၌လူမျိုးတကာတို့ပေါ်သို့ငါ၏ဝိညာဉ်တော်ငါတွန်းလောင်းမယ်သင်တို့ရဲ့သားသမီးတို့သည်ပရောဖက်ညံနဲ့ဟောပြောရကြလိမ့်မည်တဲ့ငယ်တော်သူတို့သည် ်ဗျာဒိတ်ယူပါရင်တော့ကိုမြင်ရကြလိမ့်မည်အသက်ကြီးတော်သူတို့ဒီလည်းမြင်မဲ့ရကြလိမ့်မည်ထိုကာလ၌လည်းငါယင်းမှုကိုဆောင်ရွက်တော်ယောက်ျားမိန်းမတို့အပေါ်သို့ငါဤဝိညာဉ်တော်ငါသွန်လောင်း၍သင်တို့ဒီသူတို့ဒီပရောဖက်ညာနဲ့ဟောပြောရကြလိမ့်မည်ဟာလေလုယာအဲ့မှာပေတရုကမတ်တက်ထလာပြီးငါတို့မူးနေတာမဟုတ်ပါဘူးဆိုတော့တနည်းအားဖြင့်ဘာကိုပြောနေလဲဆိုတော့အေဖက်ခန်းကြီးငါငယ်ဆက်ရှိမှာလဲရစ်မူးစီတက်တဲ့စပီကိုရှောင်ပြီးတော့တန်ရှင်းတော်ဟောင်းနဲ့ပြေးဝကြလို့ပြောတဲ့အတွက်ကျွန်တော်တို့မနိုင်ကောင်းပေမဲ့ဝိညာဉ်တော်ပြေးဝတာက မတိတဲ့သူတွေအတွက်ရင်မှူးခြင်းလို့ထင်မှတ်ရတော့တဲ့အထိကျွန်တော်တို့ကိုဝိညာဉ်တော်ကလွှမ်းမိုးတာဖြစ်တယ်ဆိုတော့လူတစ်ယောက်ကအရန်အဆက်ကြီးတဲ့သူတစ်ယောက်လည်းမူးလာရင်သူကဟီးဟားကြီးတော့တာ တချို့တွေဆိုလို့ရှိရင်လည်းတခါမှရင်မဖွင့်ဘူးတဲ့လူတွေကလည်းမူးလာတဲ့ခါမှာအကုန်လုံးเนาะအရမ်းမူးတော့ကြွဲခိုးပေါ်ဆိုတော့အကုန်ပြောတော့တာတန်ရှင်းတော့ညတော့ပြေးသွားတဲ့ခါမှာလည်းဘာလို့ပြောကျင်လဲဆိုတော့တူညီတဲ့အရာတစ်ခုကတော့ကျွန်တော်တို့ရဲ့လူမျိုးတွေကခရစ်တော်၌ရှိလေအသစ်ဖြစ်သွားတာအရင်တုန်းကကြောက်လို့ယေရှုကိုမသိလို့ညင်းခဲ့တဲ့ပေတရုကတပည့်တော်တွေတမန်တော်တွေဆက်တပါးเนาะအဲ့တုန်းကမတ္တိယက်ကိုသူတို့မဲမနိုင်ရသေးဘူးဆိုတော့မယွေးသေးဘူးဆိုတော့သူတို့ယူဒရှာကာယုတ်တည်သွားတဲ့နောက်မှာသူတို့၁၁ယောက်ရှိတယ်။အဲ့ဒီ၁၁ယောက်မှာပေတရုကခြေလန်းတလန်းထွက်လာတာရှိ ਉ ရှိ ਉ ထွက်လာပြီးတော့မှအေးဣသရေလလူမျိုးတွေ ်အရင်တုန်းကလူထုကြားထဲမှာပုန်းခဲ့တဲ့လူကအခုရှင်းကိုထွက်လာပြီကျွန်တော်နဲ့မိတ်ဆွေငကိုကတော့ကျွန်တော်တို့ရှက်တက်တဲ့လူဖြစ်ရင်ဖြစ်မယ်အင်ဝီလီထွက်ဖို့ကြောက်တဲ့လူဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ဝိညာဉ်တော်တက်ရောက်လာတဲ့ခါမှာသင်ကရှေ့တန်းကိုထွက်တော့မှာဖြစ်ပါလားဟာလေလုယာလက်ခုပ်တီးလက်ဖရားကိုချီးမွမ်းရအောင်ဒီနေ့ကစပြီးတော့မှကျွန်တော်တို့ရဲ့တင့်တယ်လှပတဲ့ခြေတွေကိုဖရားသခင်ပေးထားတယ် ဧဝံဂေလိတရားတွေတင့်ရဲ့တက်တော်ပေးဆက်ဖို့ဘုရားကောင်းကြီးပေးပါစေ။အဲ့ဒီစကားကိုအသင့်နှလုံးသွင်းမိတော်သူတွေကတဲ့ဗတ္တိဇံကိုခံပြီးထိုနေ့၌ရေတွက်အားဖြင့်၃000ညလောက်တော်သူတို့သည်ဝင်ကြ၏။ဟာလေလုယာ။အာမင်။အဲ့ဒီကျမ်းစာလေးကိုနော်ကျော်ယောလာခန်းကြီးနှစ်ကိုကြည့်အောင်။ရှင်ပေတုကသူကကျမ်းတက်ပုဂ္ဂိုလ်တော်မဟုတ်ဘူး။သူကတန်ငါတဲ့ပါ။ ဒါပေမဲ့ဝိညာဉ်တော်ပြေဝလာတဲ့ခါမှာ तू ចမ်းကိုចမ်းကားတွေနဲ့ तू ဟောလာပြီဒီနေ့ကျွန်တော်တို့เนาะဂရိဘာသာစကားသင်သိချင်မှသိမယ်ဟေပြဲလို့သင်ဖတ်တတ်ချင်မှဖတ်တတ်မယ်ဒါပေမဲ့ဝိညာဉ်တော်ပြေဝလာတယ်ဆိုရင်အဲ့ဒီဝိညာဉ်တော်ကနှုတ်ကပတ်တော်ကိုနားလဲစေတယ်သုံးနှစ်ခွဲလုံးလုံးယေရှုနဲ့လက်ပွန်တတိနေခဲ့တဲ့တမန်တော်တွေပင်လင်ယေရှုကပြောလို့ဆိုတော့မင်းတို့ငါခုပြောတဲ့စကားတွေမင်းတို့နားမလည်နိုင်သေးဘူးဝိညာဉ်တော်ရောက်လာရင်တော့သူရှင်းပြလိမ့်မယ်ဟာလေလုယာ ကျွန်တော်တို့ကျမ်းတပ်ပုဂ္ဂိုလ်ဖြစ်ဖို့မလိုသေးပါဘူးကျမ်းစာကြောင်းတွေမတက်ဖြစ်ရင်လည်းခဏနေပါဦးတက်ခွင့်ရလို့ဘုရားတက်ခိုင်းရင်လည်းကျေးဇူးတော်ပါနော်ဒါပေမဲ့ကျမ်းစာကြောင်းတော့တတိထားပြီးဆုတောင်းပြီးဆက်ကပ်ပါနော်မှန်ကန်သောကျမ်းစာကြောင်းတွေ့ဖို့တက်ဖို့တော့လိုအပ်တာပေါ့ဆိုတော့ဒီနေ့ဝိညာဉ်တော်နဲ့ပြည့်ဝလာတဲ့ခါမှာတန်ငါတွေကလည်းဒါမဟောင်းကာလာတုန်းကယောလပြောခဲ့တဲ့ຢာတွေစပြီးတော့သူကယဉ်ညွန့်လာပြီးပြောလာပြီးယောလအနာဂတိကျမ်းခန်းကြီးနှစ်အငယ်၂၈မှာထို့နောက်မှာလူမျိုးတကာတို့ပေါ်တို့ငါဤဝိညာဉ်တော်ကိုငါတွန်းလောင်းပြီးသင်တို့ဤသားသမီးတို့ဒီ prophet ညာနဲ့ဟောပြောရကြလိမ့်မည် ်အသက်ကြီးသောသူတို့သည်နမိတ်အိမ်မက်တို့ကိုမြင်မရကြလိမ့်မည်အသက်ငယ်သောသူတို့သည်လည်းဗျာဒိတ်ယူပါတို့ကိုမြင်ရကြလိမ့်မည်ငါဤမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့တို့ငါဤဝိညာဉ်တော်ပေါ်ကိုငါဤဝိညာဉ်တော်ကိုတွန်လောင်၍သူတို့သည်ပရောဖက်ညာနဲ့ဟောပြောရကြလိမ့်မည် အာမင်ဒီနေ့သင်ကိုယ်တိုင်ကောသင်ရဲ့သားမြေးမြစ်တွေကောပရောဖက်ညာနဲ့ဟောပြောခြင်းနဲ့ဆိုရင်တော့တွန်းလောင်းတော်မူသောဝိညာဉ်တော်ဖိတ်ခေါ်ဖို့ဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်အပြင်သာပိုချေဖြစ်မှုအာနာမြစ်ဖို့ ဝိညာဉ်တော်အဖြစ်သာကျွန်တော်တတ်နိုင်မှာဖြစ်ပါတယ်အဲကြောင့်မလို့ဒီနေ့နောက်ဆုံးအနေနဲ့တမန်တော်ဥဒုခန်းကြီးတင်ငယ်လေးမှာပြောခဲ့တဲ့စကားလေးကိုပြန်ကြည့်မယ်ဆိုရင်ပင်တေကုတ်တင်နေ့ရောက်တဲ့အခါမှာတဲ့ထိုသူအပေါင်းတို့ကတညီတညွတ်တဲ့စီဝေးနေပြီးတော့ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့အတန်ကတခဏချင်းကောင်းကင်မှာလာပြီးသူတို့အနေနဲ့တော့အင်ကိုဖြည့်တယ်တမန်တော်ဥဒုခန်းကြီးတင်ငယ်လေးအစမှာကျွန်တော်တို့ပြထားတဲ့ຢာလေးကိုပြန်ကြည့်အောင်ထိုတမန်တော်တို့ကိုစုဝေးစေတော်မူပြီးလင်ယေရုရှလင်မြို့မှာမထွက်မသွားဘဲခမေးတော်ဤဂတိကိုငတ်နေမိအကြောင်း ော်ကျွန်တော်တို့မျောလင့်နေတော့ຢာကလူတွေပေးတဲ့ဂတိမဟုတ်ပါဘူးမျောလင့်နေတဲ့အရာကတယောက်တစ်ဖွဲ့စည်းတစ်ခုရဲ့เนาะထောက်ခံစာမဟုတ်ဘူးအဖွဲ့စည်းတစ်ခုရဲ့ထောက်ခံချက်ကိုပဲမျောနေတာမဟုတ်ဘဲနဲ့ဘုရားခင်ဂတိတော်ကိုငန်းလင့်နေတာဖြစ်တယ် hallelujah ဘုရားဂတိကိုငန်းလင့်ဖို့ရန်အတွက်ဘာလုပ်ရမလဲဘုရားခိုင်းတဲ့နေရာမှာနေဖို့လိုအပ်တယ်မထွက်နဲ့အောင်ဆိုရင်မထွက်နဲ့မသွားနဲ့အောင်ဆိုမသွားနဲ့သွားဆိုရင်လည်းသွားရမှာဖြစ်တယ် hallelujah လာခဲ့ဆိုရင်လာခဲ့ရမှာဖြစ်တယ် amen နောက်ပြန်မလဲဆိုတဲ့အခါမှာ ။ဘုရားခင်ကနော်ကျွန်တော်တို့တခြင်းဆိုတယ်နာမည်ခေါ်တော့ခါငါရှိလိမ့်မည်ထိုရက်မှာထိုရက်မှာနာမည်ခေါ်တော့ခါအာကျွန်တော်အိုက်ဘတ်ဆိုတယ်တကယ်ပဲရိုကောခေါ်တဲ့ချိန်ကျွန်တော်တို့ထင်တာတော့အားလုံးယေရှုမိုးတိမ်စီးပြီးကြွလာပြီးမှအကုန်လုံးကိုရိုကောခေါ်မယ်ထင်တာမဟုတ်ဘူး။တချို့တွေရိုးကောအရင်ခေါ်ခံရတယ်တစ်စက္ကန့်တိုင်းမှာလူနှစ်ယောက်စီလောကနဲ့ထွက်ခွာသွားတဲ့အချိန်ရှိတယ်။တိမ်မင်းသားခေါ်တဲ့ခါမှာခဏလေးတော့ကျွန်တော်လှုပ်ရှားရှိလို့လှုပ်အောင်မယ်ဆိုမရှိတော့ဘူး။အချိန်မရှိတော့ဘူး။ချက်ချင်းခေါ်သွားတဲ့နောက်ကိုလိုက်ရတယ်။ဒီနေ့ဖျားခင်က ကျွန်တော်တို့ကို အသက်ရှင်စင်မှာသူ့အတွက်ခေါ်တယ်ဆိုရင်သင်ဘာလို့စင်ချေပေးနေမှာလဲ hallelujah ကျွန်တော်တို့ကိုထာဝရကာလဝင်စားဖို့အတွက်ခေါ်ဖို့မျှော်နေတဲ့အချိန်မှာအဲ့ဒီအချိန်မှာတော့ကျွန်တော်တို့အချက်ချင်းလိုက်သွားမှာအဲ့ဒါလဲကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းပဲ amen အဲ့ဒါလဲကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းဖြစ်တယ်ယာကုပ်ကတော့သူအဲ့ဒီရိုကောခေါ်တဲ့အချိန်မှာသူ့ရဲ့ကောင်းကြီးကသူ့ရဲ့သားမြင့်မြတ်တဲ့အားလုံးတန်းစီခေါ်ပြီးတော့မှသူကတစ်မျိုးຫນွယ်ပြီးတစ်မျိုးလည်းသူကောင်းကြီးပေးပြီးတော့မှအားလုံးမှာကြပြီးတခါမှစံစာမှာကြည့်မယ်ဆိုရင်သူ့ရဲ့ခြေထောက်ကိုကဒင်းပေါ်တင်ပြီးတော့မှအသက်ချုပ်တယ်တဲ့ အဲ့လိုစနစ်ကြီးမှာပြီးတော့ခေါ်တော်မူခြင်းခံရင်တော့သိကောင်းတာပေါ့ဟေးဒါပေမဲ့ရုတ်တရက်ခေါ်ပြီးသွားလိုက်တူလည်းမနေဘူးနော်ဒါကြောင့်ကျွန်တော်တို့ကိုတော်ခေါ်တဲ့ခါကောင်းကင်ကိုကျွန်တော်တို့သွားမှာမှန်တယ်လို့ဒီလောကမှာဖះအတန်ကြားပြီဆိုရင်ဖះရဲ့ဂတိတော်ကိုရပြီဆိုရင်ဖះရဲ့စကားတော်ရပြီဆိုရင်ချက်ချင်းတုံ့ပြန်ရအောင်ဟာလေလုယာကြည်ကြည်စင်လက်မပေးပဲနောက်ပြန်မလဲပဲ120တော့သူကကျွန်တော်သဘောကျတာက380ရတော့ထားလိုက်တော့သူတို့အစကလေးပါမလာဒါပေမဲ့120ကတော့နော်အထက်ကမ်းပါ တယောက်မှနှုတ်ထွက်မသွားဘူးအဲ့ဒါကထူချတာဟာလေလုယာဒီနေ့ကျွန်တော်တို့လူ900စလုံးရှိရင်တိတ်ကောင်းတာပေါ့ကျွန်တော်တို့လောလောဆယ်မှာကျွန်တော်တို့နားမှာမရှိတော့တဲ့သူတွေကိုလည်းသတိရတာပေါ့ဒါပေမဲ့ရှိတဲ့သူတွေနှုတ်မထွက်ဖို့တော့ရည်ကြီးဟာလေလုယာကျွန်တော်နဲ့တူပါလာတဲ့သူတွေဒီမှာရှိနေတဲ့သူတွေဝိညာဉ်တော်သွန်းလောင်းတဲ့ချိန်ဒီစောင့်တော်120ကဲ့သို့ဟာလေလုယာ ခမီးတော်ရဲ့ဂတိတော်ငှက်လင့်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေအဆုံးထိတည်ကြည်တော်ကြီးဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာဒီအသင်းတော်တည်ထောင်ကစားတော့ဟာကျွန်တော်ဝင်ခံတယ်အော်ကျွန်တော်တို့ကအာရှဖွဲ့တွေရှိမယ်ဆိုလူတွေကရည်စရာလိုဖြစ်နေတာဟောဆိုတော့စင်ပေါ်မှာရှိတဲ့လူနဲ့ဆင်အောင်မှာရှိတဲ့လူမမျှဘူးအပေါ်မှာ900လောက်ရှိအောက်မှာ400လောက်ပဲရှိတယ်အဲ့လိုခင့်တဲ့ကျွန်တော်တို့စခဲ့တယ်အဲ့ဒီတော့ကျွန်တော်ပြောတယ်နောက်ကြရဲ့ ကိုကိုွယ်တဲ့သူတွေဒီမှာဥဆောင်တဲ့သူတွေအထောင်အတောင်းကိုဥဆောင်ရမယ်လို့ပြောတဲ့အချိန်မှာသူတို့ရီတောင်ရီမိကြတယ်ဒါပေမဲ့အခုထောင်လိုက်ထောင်လိုက်ကျွန်တော်ရှစ်ခိုးတဲ့အချိန်အရောက်လာပြီ hallelujah ဒါကြောင့် worship တင်းနေเนาะဒီမှာပေါင်းတဲ့ media ဖွဲ့တွေအာရှာတွေเนาะ facility technical เนาะ BMW အဖွဲ့တွေခဲခုကောင်းဆောင်တွေဟုံးချက်ကောင်းဆောင်တွေဘုရားခင်ဒီ HIC အတင်းတော်ကိုနောက်ထပ်သူပို့ဆောင်မဲ့ဂတိတော်ပြီ hallelujah သူနောက်ထပ်ပို့မဲ့နောက် level ရောက်တဲ့ခါမှာသင်ပါလာဖို့ဘုရားရှင်ကောင်းချီးပေးပါစေ ကျွန်တော်တို့ကိုယ်တိုင်မျက်ဝါးထင်ထင်ကိုရောရဲ့ကောင်းကျိုးမြင်တဲ့ဘုရားရှင်ကောင်းကျိုးပေးပါစေ။စောင်းရတဲ့ကာလကြာတယ်လို့ဖြစ်ပေမဲ့အချိန်ကြာလာတဲ့ကမှတခဏချင်းမှဘုရားခင်အလိုလိုမှဖြစ်ပါတယ်။မတတပါ노ထတော့လင်းတော့ဒီနေ့ဘုရားခင်ဂတိတော်ရောက်တွေ့ပြီ hallelujah ကျွန်တော်ထ၍လင်းရမရှင်ရောက်လာပြီ amen ဒါကြောင့်ဘုရားခင်ဂတိတော်ကိုငတ်လင့်မြေချောင်းကျွန်တော်တို့စောင့်နေတဲ့ဂတိတော်ကကျွန်တော်တို့စောင့်နေတော့ဂတိကလူပေးတော့ဂတိမဟုတ်ပဲဂတိတည်တော်ဘုရားခင်ရဲ့ promise ဖြစ်တယ် hallelujah မရောက်သေးတော့လေဘုရားခင်ကကြိုပြီးဂတိပေးထားတယ်ကြိုပြီးစေလွတ်ထားတယ် hallelujah ကြိုပြီးတော့ပို့နှင်ထားတယ် hallelujah အဲ့ဒီ promise တွေအလုံးကိုလက်ခုပ်ထိလက်တီးပြအောင်အလုံးခဏလောက်မတည့်ရလေကျွန်တော်တို့ဘုရားရဲ့ဂတိတော်တွေကိုမျှော်လင့်လေဘုရားစီကရနိုင်တော့ຢာတယ်အရာရာလဲတတ်နိုင်တယ် အရာရာလဲလုံနိုင်တယ်အရာခတ်သိန်းကိုဖန်ဆင်းတော်ဘုရားခင်ကိုယုံကြည်မျှော်လင့်ပြီးတော့မှဂတိတော်ကိုငတ်လင်းကြပါစို့ wait for the promise အားလုံးကိုဘုရားရှင်ကောင်းချီးပေးပါ